မင်္ဂလာပါမမိတ်ဆွေများဒီနေ့မှာမွေနိုင်စီတဲ့ကလုံမင်းဂါထာကိုတင်ဆက်ပေးပါမယ်ကလုံမင်းဂါထာအုံဣတိနာကဥပတ်တော်ပြင်စရိတိဝိပက္ခိနောဇေယောဇေယတုအံဘုနာတပ်ပတ်လောကဇေယတမောအုတ်ပစ္စည်းတော်ပင်ကတန်တော်မဟာဇာကောရောဂတန်တော်မုံစီတော်ဣတိမန္တိတပ်ပတ်ကတ္တဝမန္တတအာနုဘာဝိနာ တပ္ပဗေယဝိနာတန်တုတပ္ပဗေယဝိနာတယဒီဂလုံမင်းမန္တန်နဲ့မွေကြိုက်ခံရတဲ့သူရဲ့ခေါင်းကို38အုပ်မှန်ပြီးတတ်ချပါရေကို38အုပ်မှန်ပြီးတိုက်ပါမွေစိတ်ကြစီပါတယ်ခကြီးတွေပါတွေသွားလို့ဒီဂါတာကိုရွတ်ပြီးသွားမယ်ဆိုရင်မွေမတွေ့နိုင်ပါဘူးဒါအပြင်အစိမ့်ရှိတဲ့တတ္တဝါတွေရဲ့ဘေးအန္တရာယ်ကနေလည်းကင်းဝေးစေပါတယ်မိမိတို့ညာရှိသလိုအသုံးပြုနိုင်ပါတယ်အားလုံးအဆင်ပြေကြပါစေ။ ီမော်သွင်းနည်းကိုမိမိရဲ့မွေးလမွေးရက်ကနေစတင်ရပါမယ်။တနည်းအားဖြင့်မိမိတို့ရဲ့မွေးနည်းကနေစပြီးမနက်ဖြစ်စေညနေခြင်းအေးချမ်းတဲ့အခါဖြစ်စေဘုရားရှိခိုးတိလခံယူပါ။ရက်ပေါင်း365ရက်တိတိဝင်ရမှာဖြစ်ပါတယ်။တိလခံယူဘုရားရှိခိုးပြီးတာနဲ့အဆုံးမှာရေကိုဖြစ်စေစီကိုဖြစ်စေအုံခံပြီး24ပစ္စည်းကို24ခေါက်လောက်မှန်းပြီးတော့တောက်ရပါမယ်။365ရက်စီးတဲ့အခါမှာ ရေကိုတောက်ရင်ရေမော်ဝင်ပါတယ်။စီကိုတောက်ရင်စီမော်ဝင်ပါတယ်။ရေမော်ရဲ့အကျိုးကတော့အရေးကိစ္စတစ်ခုခုရှိရင်ခန္ဓာကိုယ်ကနေချွေးလိုမျိုးရေတွေထွက်ပါတယ်။အဲ့ဒီရေကိုတောက်လဲရတဲ့သူတွေဟာအန္တရာယ်ခတ်သိမ်းကင်းကျင်းပါတယ်။ရေမော်ကြောင့်ရန်သူထောင်တောင်းဖမ်းဆီးတော်ငါလည်းမစွမ်းနိုင်ပါဘူး။နောက်လူအပေါင်းတို့ရဲ့အပူဇော်ကိုခံရပါတယ်။အလိုလိုစီးပွားတတ်ပါတယ်။ဒါပေမဲ့တစ္ဆာရှိပါတမာတိခိုင်မြဲပါစေ။ကာမေတုမိစ္ဆာစာရကံနဲ့ ူရာမေရယကံတစ်ခုခုကိုကျူးလွန်တဲ့အခါကျရင်တော့မော်ပြတ်တတ်ပါတယ်။နောက်တစ်ခုကတော့စီမော်ဖြစ်ပါတယ်။စီမော်ရဲ့အကျိုးကတော့အရေးကိစ္စတစ်ခုခုပေါ်လာရင်ခန္ဓာကိုယ်ကနေချွေးလိုမျိုးစီထွက်ပါတယ်။အဲ့ဒီစီကိုထိတွေ့ရတဲ့သူတိုင်းဟာစိတ်ကောင်းနဲ့ထိတွေ့မိရင်အနေရကင်းပါတယ်။မကောင်းတဲ့စိတ်နဲ့ထိတွေ့ရတဲ့သူတွေကတော့ကတ္တရာဇီးလိုမျိုးအမဲဆက်ထင်ပါတယ်။မီးလောင်ပူတွေဖြစ်တတ်ပါတယ်။ရန်သူအပေါင်းလည်းမဖမ်းနိုင်ပါဘူး။ စုံတစီကဝေးဘလူးတပတ်ဒီမြင်ကားများနဲ့ကြောက်လန့်ပြီးထွက်ပြေးကြပါတယ်ကံကားပါလှုပ်ချုံရင်စူတိုင်းပြီးစည်းပါတယ်စီးပွားရေးလည်းတက်တက်ပါတယ်ဒါကတော့24ပစ္စည်းမော်သွင်းဤအချင်းချုပ်ပဲဖြစ်ပါတယ်1338ခုနှစ်အေယာဝတီတိုင်းဒေသကြီးအင်ကပူမြို့နယ်ကွင်းကောက်တောင်ဘက်ကံတောချောင်းကြီးမှာ စကိုင်းမြို့နန်းဦးကျောင်းဆရာတော်ဦးနန္ဒီယမဟာထေရရှင်မြတ်ကြီးနဲ့ အင်္ဒရာမြို့အတွင်ပရမညာပရိယတ္တိစာသင်တိုက်ဆရာတော်ကြီးဥပန္ဒိတဓမ္မဒုတဆရာတော်အရှင်ပညာဇောတအရှင်မြတ်တို့သုံးပါကြွားရောက်သာသနာပြုလျက်ရှိနေပါတယ်။မထေရမြတ်ကြီးတွေကိုဝါဥကာလကွင်းကောက်နယ်မှာရှိကြတဲ့ဆရာတော်တွေနဲ့စာရေးသူတို့ဆရာသပြည့်လည်းတွားရောက်ဥမျောကြတော့ကြပါတယ်။စာရေးသူကဆရာတော်ကြီးဥနန္ဒိယမထေရမြတ်ကြီးကိုကာဝရပြုပြီးခြေထောက်ကလေးတွေကိုစုပ်နယ်ပြီးဝတ်ကြည့်ဝုံးငယ်ပြုနေပါတယ်။ဆရာတော်ကြီးကမောင်ပစင်းလေးကဘယ်အကြောင်းကလဲ ဘယ်ဆရာတော်ရဲ့တပြည့်လေးလဲလို့မေးပါတယ်အဲ့ဒီခါမှာဆရာကြီးသူကဆရာတော်ဖျားတပြည့်တော်ကဝုကုံကြောင်ဆရာတော်ရဲ့တပြည့်ဖြစ်ပါတယ်ဖျားလို့ပြန်လျှောက်ပါတယ်အဲ့ဒီခါမှာဆရာတော်ကြီးကမောင်မစင်းရဲ့ဆရာကဘုန်းကြီးရဲ့တပြည့်ပဲဘုန်းကြီးဟင်္ဒရာမြေကွေးတိုင်းမှာစာချဘုန်းကြီးဘွားနဲ့နေတဲ့မောင်မစင်းရဲ့ဆရာကိုစာဝါဒီပို့ချခဲ့ရပါတယ်မောင်မစင်းလေးကလက်ဆက်တတ်တော့ဘုန်းကြီးရဲ့မိကလေးပဲတွေ့ရတာဝမ်းသာပါတယ်သာသနာတော်မှာမြဲအောင်နေကြလားသာသနာတော်မှာနေရင်လူလည်းမလုံနဲ့ ဘုရားစကားနားထောင်ပြီးကောင်းကောင်းနေလို့သုံးမစကားတွေကိုမိတ်ကြပါတယ်။မိတ်ကြပြီးတဲ့နောက်မှာငါမီလေးကိုကျမ်းမာချမ်းသာတက်ရှည်စွာနဲ့ဘုံကံကြီးမားအကျိုးများကိုရစေနိုင်တဲ့နမောတတသစ္စာဒိဋ္ဌံကျင့်စဉ်လေးကိုကြီးမြောင်လိုက်ရသေးတပရိုးရိုးသေးသေးလေးလေးစားစားနဲ့ရုပ်ဆိုပွားများအားထုတ်ပါလို့အမိတ်ရှိပါတယ်။အမိတ်ရှိပြီးတဲ့နောက်မှာတော့နမောတတဘုရားရှိခိုးဟာဂုံတော်၃ပါးပါတယ်။အရဟံဂုံတော်၊တမ္မာသမ္ဗုဒ္ဓဂုံတော်၊ဘဂဝါဂုံတော်ဆိုပြီးဂုံတော်၃ပါးပါပါတယ်။ ရှေးဆရာတော်ဘုရားကြီးများကမဟာနမက္ကာရဘုရားရှိခိုးလို့လည်းခေါ်တယ်။နမောမပလုပ်ငန်းချနမောပါမအောင်မြင်ရတဲ့နမောတတကိုအ ਨੇ စုံအိယာဝင်တစ်ခေါက်အိယာထားတစ်ခေါက်ရွတ်ဆိုကြွက်ဘေးရန်အန္တရာယ်ကင်းတယ်။အိပ်ပျော်လို့အိမ်မက်ထဲမှာဓမင်းလုံးတစ်စီ၆တာတို့အရိပ်စီးတာတို့ဘလူးစီးတာတို့ဆိုရင်နမောတတရွတ်ဆိုလိုက်ရင်ပျောက်ကင်းချမ်းသာရာရတယ်ကွဲလို့ဆရာတော်ကြီးကထမှန်မိတ်ရှိပါတယ်။နမောတတကိုပဒီ၉ဘတ်စိတ်ပါသို့မဟုတ်၄၅ဘတ်စိတ်ပါ နဝင်းကြည်လို့ခေါ်တယ်။ကိုနဝင်းကြိုက်တယ်။လေးနဲ့ငါပေါင်းတော့ကိုဘော့ကွယ်ကိုနဝင်းကြိုက်တယ်လေ။မြတ်စွာဘုရားကိုပန်းကတ်ရေချမ်းကတ်တတဝါတွေကိုမြတ်တာပို့အမြတ်တမ်းပေးဝေပြီးတစ္ဆာပြုရတယ်။ဖရာတပြည့်တော်နမောတသမဟာနမကာရဘုရားရှိခိုးကြီးကိုပဒီကိုဘတ်သို့မဟုတ်45ဘတ်ပူဇော်ပါသည်။ပူဇော်တာမှန်ပါသည်။မှန်သောတစ္ဆာစကားကိုပြောဆိုရသောကြောင့်ယခုတပြည့်တော်ဤကို၌ဖြစ်ပေါ်နေသောယောဂဝေဒနာတို့သည် ပျောက်ကင်းချမ်းသာရပါလို့ဤလိုသစ္စာပြုပြီးမိမိကိုယ်ကိုလက်နှစ်ဖက်နဲ့တတ်ချလိုက်ပါယောဂဝေဒနာလည်းပျောက်ကင်းပြီးကိုယ်စိတ်နှပြချမ်းမှချမ်းသာစေနိုင်ပါတယ်မောင်မစင်းလေးနေ့စဉ်ဆောင်ရွက်ပါလေလို့ဆရာတော်ကြီးကအမိန့်ရှိပါတယ်ဆရာတော်ကြီးဟာတောင်စုံမြို့မှာတတ်တော်68နှစ်မှဘဝနှထံပြန်လုံတော်မူတယ်လို့ကြားသိရပါတယ်စာရေးသူဆရာတော်ကြီးချီးမြှင့်တဲ့နေ့ကစပြီးဒီနေ့ကိုပဒီကိုဘတ်စိတ်ခက်တာယနေ့တိုင်ဖြစ်ပါတယ်ထူးခြားမှုများစွာကိုတွေးရှိခဲ့ရပါတယ် 1336ခုနှစ်တပေါင်းလမှာရင်ကပူမြို့တာဝတိန်သာတိုက်ကြောင်းမှာရောက်ရှိနေပါတယ်။နေ့လယ်3နာရီအချိန်လောက်မှာဒါယကာတယောက်ရောက်ရှိလာပါတယ်။စာရေးသူကဒါယကာကြီးကျမ်းမှချမ်းသာပါရဲ့လားလို့နှုတ်ဆက်စကားပြောပါတယ်။အဲဒီခါမှာဒါယကာကအရှင်ဖုရားချမ်းသာပါတယ်မချမ်းမှာပါဖုရားလို့ရှောက်ထားပါတယ်။ဒါယကာရဲ့နာမည်ဘယ်လိုခေါ်ပါသလဲ။တပည့်တော်ရဲ့အမည်ကတော့ဥရွှေပါဖုရား။ဘာဖြစ်လို့လဲတကားရွှေရဲ့လို့စာရေးသူကမေးလိုက်တဲ့အခါမှာ တပြည့်တော်အကြောတအားတက်တာပဲဖေဟာစေးမျိုးမျိုးစားလဲမပြောက်စေးထိုးစေးတော့ဘလို့ပဲလောက်ပြီးမဲ့လဲမပြောက်ဖြစ်နေပါတယ်ဖေဟာလို့ပြန်လျှောက်ပါတယ်အဲဒီခါမှာစာရေးသူကအကြောင်းကဘယ်လိုစဖြစ်ပါတယ်လဲတကားရွှေရဲလို့မေးလိုက်ပါတယ်အဲဒီခါမှာဒါယကာကြီးကအရှင်ဖေဟာတပြည့်တော်တို့ဇနီးမောင်နှံနှစ်ယောက်တည်းရှိပါတယ်တပြည့်တော်တို့ဈေးရောင်းပြီးအသက်မွေးဝမ်းကြောင်းပြုပါတယ်တပြည့်တော်အပေါ်ထက်မှာဖះရှိကိုဝုတ်ကိုနေစဉ်ပြုပါတယ်ဖះတပြည့်တော်ရဲ့အယူကတော့ ကောင်းတာလောက်တာပဲမေတ္တာပို့အမြတမ်းပေးဝေစရာမလိုဘူးလို့တွေးမိပါတယ်။တနေ့တပြေးတော့အပေါ်ထမဖရာဝုပြုနေတော့ရှစ်နှစ်၉နှစ်အရွယ်အမျိုးသမီးလေးတူတက်လာပါတယ်။ဘာဘာကျမလည်းဖရာရှိခိုးပေးရစီလို့ပြောပါတယ်။ဒါပေမဲ့တပြေးတော့ကအနောက်ကိုလဲမကြည့်မိပါဘူးဖရာ။အနေငယ်အချိန်ကြာတဲ့အခါမှာတပြေးတော့နားနာကိုကတ်ပြီးလက်ခုပ်တီးလိုက်ပါတယ်ဖရာ။တပြေးတော့လည်းပြုံးစားဆိုတော့လန့်သွားပါတယ်ဖရာ။ကလေးမလေးကဖရာကိုလက်ညှိုးထိုးပြီး ဟာ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 နဲ့ရည်ပြီးစဉ်းသွားပါတယ်ဖေ။အဲ့ဒီချိန်ကနေစပြီးအကြောတက်တဲ့ယောဂဆွဲနေခဲ့တာယခုဆိုရင်၃နှစ်ကျော်ခဲ့ပါပြီလို့ပြောထားပါတယ်။စာရေးသူကတကားရွှေယောဂမပြောက်ချင်ဘူးလားလို့မေးလိုက်ပါတယ်။အရှင်ဖျားကလည်းဘယ်လိုပြောပါလိမ့်မပြောက်ချင်ပဲဘယ်လိုရှိမလဲပြောက်ချင်တာပေါ့ဖေလို့တကားရွှေကပြောထားပါတယ်။ဒီလိုဆိုရင်ဦးစင်းပြောသလိုလုံနိုင်ပါမလား။အရှင်ဖျားယောဂပြောင်းမယ်ဆိုရင်လောက်ပါမယ်ဗျာအမိတ်ရှိတော်မူပါဒီလိုဆိုရင် ဘုရားရှိခိုးမေတ္တာပို့အမြတမ်းပေးဝေပြီးနမောတတဘုရားရှိခိုးကို၉ဘတ်ပတိစိတ်ပါဒါမှမဟုတ်၄၅ဘတ်ပတိစိတ်ပါပတိစိတ်ပြီးရင်အကျွန်ုပ်ဒီနမောတတမဟာနမကာရဘုရားရှိခိုးကြီးကိုပတိ၉ဘတ်စိတ်ပါသည်သို့မဟုတ်၄၅ဘတ်စိတ်ပါသည်စိတ်တာမှန်ပါသည်မံကန်သောတစ္ဆာစကားကိုဆိုရသောကြောင့်ဘုရားတပည့်တော်ဤကိုယ်၌ဖြစ်ပေါ်နေသောယောဂဝေဒနာများပျောက်ကင်းချမ်းသာပါစေတည်းလို့အဋိဋ္ဌံပြုပြီးမိမိကိုယ်ကိုလက်နှစ်ဖက်နဲ့တတ်ချပါ ရေကိုလည်းသစ္စာအဋိဋ္ဌံပြုပြီးတောင်းနိုင်ပါတယ်လို့ပြောလိုက်ပါတယ်။တကားရှူရဲ့ယောဂဝေဒနာမကြာခင်ပျောက်ကင်းချမ်းသာသွားပါလိမ့်မယ်။ရိုးရိုးတေတေနဲ့ပြုမှုဆောင်ရွက်ပါလိလို့ထပ်မံမှာကြားလိုက်ပါတယ်။၃လ၄လတော့ကြာတဲ့အခါမှာနောက်တစ်ခေါက်တကားရှူနဲ့တွေ့ပြန်ပါတယ်။အဲဒီအခါမှာစာရေးသူကတကားရှူယောဂအခြေအနေဘယ်လိုနေသေးလဲတတ်တာရက်လာလို့မေးလိုက်တဲ့အခါမှာတကားရှူကအရှင်ဖျားကြီးအခုယောဂပျောက်ပြီးကျမ်းမှချမ်းသာလျက်ရှိနေပါတယ်ဖျား။ အရှင်ဘုရားကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်လို့ရှင်းထားပါတယ်မြတ်ဗုဒ္ဓရဲ့ဂုံတော်ကျေးဇူးတော်တို့ဟာပြောလို့မပြနိုင်တော့အောင်ကြီးမားလာပါတယ်နမောမပါလုပ်ငန်းချနမောပါမအောင်မြင်ရဆိုတဲ့အတိုင်းပဲနမောတတသစ္စာအဋိဌံကျင့်စဉ်တော်ဟာကိုယ်စိတ်နှပြချမ်းမာချမ်းသာအသက်ရှိပြီးဘုံကံကြီးမားစေနိုင်တဲ့အကြောင်းစေတနာကောင်းနဲ့တင်ပြအပ်ပါတယ်ခင်ဗျာ။